မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ကျွန်တော်တို့ဒီယူမဘတ်မှာအေဂျင့်ယူထားတဲ့သူတွေအတွက်ကျွန်တော်တို့ဒီကစားသမားတွေ fees ပင်တွေဝယ်တဲ့ဟောင်းဘယ်လိုစစ်ဆေးရမလဲဆိုတော့ကျွန်တော်ကရှင်းပြပေးမှာဖြစ်ပါတယ်ဒီလိုမျိုးပြောပြရရှင်ရရွေချက်ကဘာလဲဆိုတော့တချို့ကစားသမားတွေဒီဘောနပ်ယူတဲ့ ပြီးတော့သူတို့က free spin တွေကိုကောင်းအောင်မကစားတာလို့ free spin တွေကိုရှန်ထားတာလို့ဖြစ်တဲ့ရှိပါတယ်ဗောနော်အဲ့ဒါတွေကိုကျွန်တော်တို့ agent ဘက်ကနေတရားမစစ်ဆေးဘူးဆိုလို့ချင်း agent ဘက်ကနေဘယ်လိုပြောမလဲရှုံးနေပေါ့အဲ့ဥစားကိုကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုကျွန်တော်ကရှင်းပြပေးမှာပါဗျဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ကောက်လို့ကျွန်တော်ဝင်လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ငွေသွင်းငွေထုတ်လုပ်တဲ့နေရာကိုကျွန်တော်ကသွားပါမယ် team management ကိုကျွန်တော်ကသွားမယ် ပြီးွားရင်ကျွန်တော်ဆမ်းမဲ့အကောက်ကကျွန်တော်ဆုံးလာဆန်းဆော့ထားတာကဒီမောင်မောင်တက်01ဆိုတဲ့အကောက်ကိုကျွန်တော်ဆန်းဆော့ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့သွားလိုက်မယ်ဗျသွားပြီးွားရင်ကျွန်တော်တို့ကဒီဘက်ကစတင်ပုံလေးကိုကျွန်တော်တို့နှိပ်မယ်ငွေသွင်းငွေထုတ်လုပ်တဲ့နေရာပေါ့နော်တရားကျတော့အေဂျင့်လုပ်တဲ့သူတွေတိုင်းတိပါတယ်ဒီဗီဒီယိုကကျတော့ဖုန်းနဲ့အေဂျင့်လုပ်တဲ့သူတွေအတွက်တီးတန့်ဖုန်းနဲ့အသုံးပြုဖုန်းနဲ့ဘယ်လိုစစ်ဆေးရမလဲဆိုတော့ကျွန်တော်ကရှင်းပြပေးတာပါဗျာ အဲ့တော့ကျွန်တော်တို့ဒီ setting ပုံလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်။ဒါ transfer to downline ငွေသွင်းငွေထုတ်ဘာညာဘာညာအဲတိပြရပါတော့။ဆိုတော့ gain record ကိုကျွန်တော်ကနှိပ်လိုက်မယ်ဗျ။အဲ့တော့ gain record ကိုနှိပ်လိုက်မယ်။ကျွန်တော်တို့မှာ today yesterday ဘာညာဘာညာပေါ့နော်။ဒါအကွက်ကိုအရှင်နေပါလိပြောင်းလို့ရတယ်။ကျွန်တော်ဒီနေ့ sensor ထားတာက jelly pgpp ဆော့ထားတယ်။အဲ့တော့ facebook နဲ့အများဆုံးဝင်လို့ရတာက pp ခန်းတစ်ခုတာတင်ဖြစ်တယ်။အဲ့တော့ jelly လည်းရတယ်ရတော့ရတယ်ပေါ့နော်။အဲ့တော့ pp ကျွန်တော်ကသွားပြီးတော့သွားမယ်ဗျ။ဆိုမှာတော့ဒီကောင်က ဘောနပ်ယူထားတယ်ဗောနော်အဲ့တော့ round ကကြတော့365ကျွန်တော် PP တခန်းထဲမှာကျွန်တော်365ကြိမ်တိတိကျွန်တော်က fee ဘယ်လိုပြောမလဲ slot လဲ့ထားတယ်ဗောနော်အဲ့တော့ဒီ move ကိုနှိမ့်လိုက်မယ်ဆိုရင်တော့အဲဘယ်ခန်းမှာဘယ်နှကြိမ်လဲ့ထားတယ်ဘယ်ခန်းမှာဘလောက်ကုန်သွားတယ်ဆိုတာကိုကျွန်တော်ကစစ်ဆေးလို့ရတယ်ဒါပေမဲ့ move ကိုနှိမ့်လို့ရှင်တော့တိတ်အဆင်မပြေဘူး 365အချိန်ကြီးဆိုတဲ့ဟာကိုကျွန်တော်တို့ကစစ်ဆေးရပါမယ်အဲ့တော့365ကိုကျွန်တော်ကနှိပ်လိုက်ပါမယ်အဲ့မှာဆိုလို့ရှိရင်နံပါတ်1လွယ်လွယ်သိနိုင်တဲ့နည်းအားအချိန်ကိုကြည့်ရပါမယ်အချိန်ဒီအစင်လိုက်ဖြစ်မနေဘဲနဲ့အမဒီမှာဆိုလို့ရှိရင်ဗျာ16953 16953ဘောပဲနဲ့အဲ့ဂျားထဲမှာမှအချိန်နောက်တစ်ခုကနေပြီးတော့ဝင်လာပြီးတော့မှဘန်မောက်ကဘန်မောက်တီရော ဒီ V amount တွေရောပြီးသွားရင် profit and loss မှာ amount တွေပေါ်နေပြီဆိုလို့ရှိရင်ဗျာဒီဥစ္စာကသူဒီ face pin ဝယ်ထားတာဖြစ်ပါတယ်နောက်တစ်ခုဒီလည်းအဲ့လိုပါပဲနောက်တစ်ခုကအချိန်နဲ့ gain name ပေါ့နော်အဲ့တော့ gain name ကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဗျ gain name ကပြောင်းနေတယ်ပြောင်းပြီးသွားလို့ရှိရင် bank amount ကလည်းတစ်ချိန်တည်းနဲ့အများကြီးဖြစ်ပြီးသွားလို့ရှိရင်ဒီ profit and loss မှာလည်း amount တွေကတက်လာပြီဆိုလို့ရှိရင်သူက face pin ဝယ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် ပြပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ထူးခြားမှုမရှိပါဘူးဗျငါနံပါတ်1မှာလဲကျွန်တော် sorry ကျွန်တော်နံပါတ်3ရောက်ပါတယ်နံပါတ်1မှာလဲရှိလားဆိုနံပါတ်1မှာလဲမရှိပါဘူးအရှင်အရှင်ပြီးသွားပြီအရှင်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ gain ပေါ့နော်ဒါပြောင်းလဲမှုမရှိပါဘူး okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနံပါတ်3နံပါတ်3လေ့လာကြည့်အောင်နံပါတ်3ကိုတွားလိုက်မယ် နံပါတ်တုံးမှာလည်းပြောင်းလဲမှုရှိလားမရှိဘူးအချိန်အစင်လိုက်ပဲဂိန်းနေ great or olympic အစင်လိုက်အစင်လိုက်ပဲပေါ့နော်အဲ့တော့နံပါတ်6ကိုသွားကြည့်မယ်နံပါတ်6ကိုသွားကြည့်မယ်ဗျာနံပါတ်6မှာလည်းပြောင်းလဲမှုရှိလားဆိုတော့မရှိပါဘူးအဲ့တော့နံပါတ်5နံပါတ်5ကိုသွားကြည့်မယ်နံပါတ်5ကိုသွားကြည့်လဲနံပါတ်5မှာရှိလားဆိုတော့မရှိပါဘူးဗျနံပါတ်6 ကျွန်တော်ဝယ်တော့ဝယ်ထားတယ်ဗျာစမ်းပြမယ်ဆိုပြောလေအနံပါတ်6မှာလည်းရှိလားအရှိန်ကလည်းအစင်လိုက်ဖြစ်သလိုဂိမ်းပုံစံရတဲ့အစင်လိုက်ပါပဲကျွန်တော်တို့ပြီးွားရင်နံပါတ်9တော့ကြည့်မယ်နံပါတ်9ရဲ့အစင်လိုက်ဖြစ်တယ်နံပါတ်10ဟောအစင်လိုက်မဖြစ်တော့ဘူးဒီမှာကြည့်ပါ14နဲ့33ဒါကကျွန်တော်တို့ ဘန်မောက်20 20နဲ့ကျွန်တော်တို့လှည့်သွားတယ်ပြီးွားရင်ဒီမှာတခါတည်းကြည့်ကျွန်တော်တို့ဘန်မောက်1000နဲ့ဝယ်ထားတာဖြစ်ပါတယ်14.50ခွန်မှာဆက်ရှင်1000နဲ့ဝယ်လိုက်တယ်ဗောနော်1000နဲ့ဝင်ဝယ်လိုက်တယ်ဒီမှာကျွန်တော်တို့ gain နဲ့ရလဲတန်းပြီးတော့ပြောင်းသွားပါတယ်ကျွန်တော်တို့ဒီအချိန်မှာဘယ်လိုမျိုးဆော့လဲဆိုလို့14.33မှာကျွန်တော်တို့ဒီ gain ကိုဆော့တယ်ပြီးွားပြီဆိုလို့ရှိရင်ဆော့ရင်းဆော့ရင်းနဲ့မှာ add gain နဲ့တန်းထွက်ပြီးတော့ကျွန်တော်တို့ဒီမှာ ပီရမစ်ဘူနာဆာမှာ face paint တစ်တောင်းနဲ့ဝယ်ထားတာဖြစ်ပါတယ်။အဲဝယ်ထားတဲ့ဟာကိုသူကဒီချိန်မှာဘာလို့ပေါ်လာလဲဆိုတော့ဒီချိန်မှာမှပီရမစ်ဘူနာဆာဂိမ်းခန်းထဲကိုဝင်လိုက်လို့ face paint ဒီအော်တိုကျပြီးတော့သူလဲသွားတဲ့ပုံစံကိုပြတာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ band mount တစ်တောင်းပြီးသွားရင်ဆိုလို့ရှိရင်ဒီမှာ profit and loser တစ်တောင်း3400နိုင်နေပါတော့ဒါကကျွန်တော်တို့ အလွယ်စစ်လို့ရပါတယ်ဗျဒီမှာဆိုလို့ရှိရင်ဝယ်ပြီးတော့သူဆော့တဲ့ဟာကိုကျွန်တော်ဒီမှာကျစ်လို့ရပါတယ်အဲ့တော့လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင် freeze min စစ်တာဒီကျွန်တော်တို့လွယ်လွယ်နည်းရတော့အချိန်ကိုကြည့်ရမယ်ပြီးသွားလို့ရှိရင်ဂိမ်းနင်းကိုကြည့်ရပါမယ်ဗျဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဗျ